အိမ်ပြောင်အမီးနှခွဆိုတာကကျွန်တော်တို့မြန်မာလူမျိုးတွေပါမဟုတ်ပဲထိုင်းလူမျိုးတွေတိပါရေယုံကြည်ကြည်ဆောင်ကြတဲ့အဆောင်တစ်ခုဖြစ်ပါတယ်။အထူးသဖြင့်သူ့ရဲ့အစွမ်းကလက်လာပငွေဝင်ပြီးလက်ရွှင်စီပါတယ်။အိမ်မြောင်ဟာလက်လာပအကောင်ဖြစ်ပြီးတော့အမီးပွားခြင်းအပူပါခြင်းဟာလက်လာပကိုအထူးတိုးစေတဲ့ဆိုပြီးဆောင်ကြပါတယ်။တချို့ဆိုဈေးကြီးပေးဝဲ့ပြီးဆောင်ကြပါတယ်။ကျွန်တော်တို့ခုပြောချင်တာကတော့အိမ်ပြောင်အမီးနှခွဆောင်တိုင်းလက်လာပငွေမဝင်ပါဘူး။ အဆောင်တစ်ခုဆိုတာသူ့နီသူ့ဟန်သူ့စနစ်နဲ့သူ့ဆောင်မှသူ့ရဲ့အစွမ်းအာနိသင်နဲ့သူ့စွမ်းပါလေဒါဆိုရင်ဘယ်လိုဆောင်သင့်ပါဒလဲအိမ်မြောင်မီးနှခွတွေ့ရင်ဘာလုပ်သင့်ပါဒလဲတချို့သောလူတွေကအိမ်မြောင်မီးနှခွတွေ့တာနဲ့ရိုက်တတ်တဲ့သူကရိုက်တတ်ဖမ်းပြီးလေလုံနဲ့ဘူးတဲ့ထဲ့ထားတဲ့သူကထဲ့ထားနဲ့မြင်တွေ့ရတာအမြင်မတော်ပါဘူးအိမ်မြောင်ကိုအဲ့လိုတိမ်ပြီးအဲ့လိုတတ်တော့အိမ်မြောင်ကအစာမစားရရေမတောက်ရလေမရှူရတော့တည်သွားပါတယ် အဲ့ဒီသေတဲ့အချောက်ကိုနေပူလမ်းပြီးစောင့်ရပါတယ်အဲ့ဒီတော့ဘာဆွမ်းပါသလဲဘာမှမဆွမ်းမနဲ့ကိုရအာကုတုံနဲ့ကိုဒုက္ခရောက်ပြီးစီးပွားမှာပြတ်သွားတဲ့လူတွေကဒုနဲ့ဒေးပါပဲဒါဆိုရင်ဘာလို့သိမှသလဲဘာမှမလုပ်ပါနဲ့အရှင်တွေ့ရင်မေတ္တာများများပို့ပေးပါအဲ့ဒီမေတ္တာပို့ပေးတဲ့အဲ့ဒီအိမ်မြောင်စုတ်ထိုးတိုင်းလတ်လာပရွှင်စေပါတယ်အိမ်မြောင်အမီးနှခွအသေးအချောက်တွေ့ရင်တော့အဲ့ဒါယရနာတပါပါပဲကိုနဲ့ထိုက်လို့ရတာပါအိမ်မြောင်အသေးအချောက်ကိုတွေ့ရင်တော့ပထမဦးဆုံးမေတ္တာပို့ပါ သူ့အတွက်ရည်စူးပြီးကုသိုလ်တစ်ခုခုလုပ်ပေးပါ အမြပေးဝေပါအဲ့လိုလုပ်ပြီးသွားပြီးဆိုရင်အဆောင်ဆောင်မှုအတွက်စပြီးလုပ်ရပါမယ်ပထမဆုံးတနချီပါအိမ်မြောင်အမီးနှကွက်ကိုတယောကင်မုန်းနဲ့အနှဲငယ်လောက်တောက်ပြီးတိုးပေးပါပြီးသွားရင်အုံတနတနမဟာတနတနကြီးတနငယ်ကြေးဆရာကြေးပြေးဆရာပြေးအရိဂါထာကို38ခေါက်ဘုရားရှင်ရှိမှာ၅ပါးတိလခံယူပြီးရုပ်စုပေးပါပြီးရင် နန္ဒစီပလင်းတတ်တန့်ထဲမှာအိမ်ပြောင်မိနှခွအချောက်ကိုထည့်ပြီးတော့ပုံသိဋ္ဌိသိဋ္ဌိမဟာသိဋ္ဌိသိဋ္ဌိအပေါင်းထောင်ပေါင်းများစွာအောင်ယခတုတီစေတီစေပြီးရင်အုံလာပန်တနံပီယံမမချင်းเสียချင်းကတ်เสียကတ်ဆိုပြီး38ခေါက်ယူပြီးမှန်းပါပြီးရင်တော့စောင်းထားလို့ရပါပြီပီယလက်လာပအတူပွင့်လန်းစေပါတယ်ဈေးအောင်ဈေးဝယ်လောက်သူတွေအနေနဲ့လည်းတနေ့တခြားရောင်းအားအတူတိုးတက်စေပါတယ် အခုကျွန်ုပ်ပြောပြတဲ့နီလေးကတော့သူဟာသူတေတဲ့အသေးချောင်းမှရတာပါအသေးချောင်းမှပဲစွမ်းတာပါအိမ်မြောင်ကိုတွေးတာနဲ့ရိုက်တာအစာမကျွေးအငတ်ထားပြီးတေအောင်လုပ်ရင်တော့ဆောင်းလို့မရပါဘူးအဲ့လိုလုပ်ပြီးဆောင်းရင်အကူတို့လည်းရတယ်လို့မိသားစုရံဖြစ်စကားများခြင်းလက်ပိတ်ခြင်းစီးပွားပြက်ခြင်းတွေကိုလည်းဖြစ်စီပါတယ်အရှင်ကိုတွေးရင်တော့မေတ္တာတွေပို့ရွှေရည်ငွေရည်အနှဲငယ်ပတ်ပြန်းပြီးမိမိရဲ့အိမ်ကိုပါပတ်ပြန်းပါမေတ္တာများများပို့ပါ အဲ့ဒါဆိုရင်အဲ့ဒီအိမ်မြောင်စုတ်ထိုးတိုင်းတင်းရဲ့စီးပွားရေးကတနေ့တခြားအထူးတိုးတက်ပြီးလက်လာပရွှင်လန်းစေပါမယ်။ငကြီးအိမ်ဟာအနောက်မြောက်ရက်ထုတ်လျှောက်ခေါင်စသည်မြင့်ရ၌အိမ်ဖွဲ့လင်ဥစ္စာဝင်အပ်ငန်းရန်ကြမ်းအောင်စသည်နေရ၌အိမ်ဖွဲ့လင်ဥစ္စာပြောင်းအပ်အရှိအယက်မြင့်ရ၌ငကြီးအိမ်ဖွဲ့မှုမကောင်းတဲ့ဝင်အပ်နေရ၌ဖွဲ့မှုတောကဝင်အပ်တောင်ရက်မြင့်ရ၌ငကြီးအိမ်ဖွဲ့မှုရန်အောင်အပ် နေရ၌ဖွဲ့မှုငါပြာယောဂဝင်အံ့မြောက်အရက်မြင့်ရ၌အိမ်ဖွဲ့မှုမိတ်ဆွေထံမှဥစ္စာဝင်အံ့နေရ၌အိမ်ဖွဲ့မှုဆွေမျိုးထံမှဥစ္စာဝင်အံ့အရှိတောင်ရက်မြင့်ရ၌အိမ်ဖွဲ့မှုဈီးစိန်ရအံ့နေရ၌အိမ်ဖွဲ့မှုစုပ်ဝင်အံ့အနောက်တောင်ရက်မြင့်ရ၌အိမ်ဖွဲ့မှုဓမြဝင်အံ့နေရ၌အိမ်ဖွဲ့မှုခိုးသူဝင်အံ့အရှိမြောက်ရက်မြင့်ရ၌အိမ်ဖွဲ့မှုရွှေငွေဝင်အံ့နေရ၌အိမ်ဖွဲ့မှု အဝတ်တစားဝင်အံ့အနောင်မြောင်ရက်မြင့်ရာ၌အိမ်ပွဲမူလက်ရအံ့နေရ၌အိမ်ပွဲမူဇာရီရိတ်ခါရအံ့တင်ဖြူအောက်အိမ်ဖွဲမူမင်းပူဇော်ခံရအံ့အိယကတင်အောက်အိမ်ဖွဲမူမြတ်တော်ဥစ္စာရအံ့အဝတ်ပစိုး၌အိမ်ဖွဲမူမြတ်တော်ဘဝရအံ့တကားရွေး၌အိမ်ဖွဲမူလက်ကြီးရအံ့စပူဆောင်တွင်အိမ်ဖွဲမူကူဖော်လောင်ဖက်ရအံ့အိမ်အကူထမင်းချက်စသည်တို့ရအံ့လေကားအောက်၌အိမ်ဖွဲမူပျောက်ပြီးဥစ္စာပြန်ရအံ့ စင်ကတ်မြင်းကတ်၌အိမ်ဖွဲ့မှုရံအောင်အံ့ခยีတွင်အံ့ယခုအခါကားဆိုင်ကယ်ဆက်ပိန်ရင်များစသဖြင့်သတ်မှတ်နိုင်ပါれဇဲလဲခေါင်းလောင်းစသည့်ချိတ်ဆွဲထားသောအိမ်အစင်တစားတို့၌အိမ်ဖွဲ့မှု ကောင်းတဲ့ရင်ဝင်အံ့ဖျားစဉ်ဥရုတိုင်အိမ်တွင်နှကွန်စသည့်တို့၌အိမ်ဖွဲ့မှုတမာဒီဝများဆောက်ရှောက်အံ့ဥရုတိုင်ဆိုတာကတော့အိမ်ရဲ့အရှိတောင်တောက်မှရှိတဲ့တိုင်ဖြစ်ပါれအိမ်ပြင်မျက်နှာစာလူမြင်ကွင်း၌အိမ်ဖွဲ့မှု ူတပါးဆွတ်ဆွဲအပြစ်ဆိုလာအံ့ငကြီးအိမ်ဖွဲလို့နမိတ်မကောင်းဘူးဆိုရင်အိမ်ဖွဲတဲ့နေရာကိုတယောကင်မွန်းနဲ့ပတ်ပြမှာကောင်းကင်ပြန်တဲ့ငတ်တတဝါတွေကိုအစာကျွေးပါလို့အမာရှိပါတယ်မွေခွင်းစုကိုမြန်မာပြည်ဒေသတော်တော်များများမှာတွေ့ဘူးတယ်လို့စာပေများရသိရပါတယ်ဒါပေမဲ့လောကီပညာနယ်ပယ်မှာအသုံးပြုတတ်မယ်ဆိုရင် အလွန်အကျိုးရှိကြောင်းကြားဘူးပါတယ်မွေခွင်းစုမှာ၅မျိုးရှိပါတယ် တမျိုးကကြောက်ပြေရုပ်ကျွင်းဖြစ်ပြီးတော့နောက်တမျိုးကကိုတွေ့မျက်မြင်မှာပဲမြင်တွေ့ရတတ်တဲ့ဝေကွင်းစုအရှင်ဖြစ်ပါတယ်။လောကီပညာရည်တွေမှာအသုံးအနည်းအများကွဲပြားတတ်တယ်လို့အကျိုးပြုလို့လည်းခြားနားပါတယ်။လောကီစာပေတွေအထက်ကမွေကွင်းစုအသုံးပြုနည်းကို တင်ပြလိုပါတယ်။မွေကွင်းစုကြောက်ပြေရုပ်ကျွင်းကိုတွေးရှိပိုင်ဆိုင်ထားမယ်ဆိုရင်မွေကွင်းစုကိုလက်ကင်ပွားနဲ့အုပ်ယူပြီးတော့ညတကောင်ကျော်အပြင်ကိုထွက်မယ်ဆိုရင် ွေးတွေမဟောင်နိုင်ခြင်း၊ပြာသိတိပြီးခြင်း၊မိမိကိုလူမမြင်နိုင်ခြင်းတို့ကိုစွမ်းဆောင်နိုင်ပါတယ်။အဲ့ဒီမွေခွင်းစုကသိတိတင်စရာမလိုအပ်ပေမဲ့လည်းတက်စွမ်းနိုင်တဲ့လူတွေရဲ့လက်ထဲမှာအစွမ်းရှိပုံတွေကကွဲလွဲနိုင်ပါသေးတယ်။ဒီနေရာမှာမွေခွင်းစုအရှင်ကို မြင်တွေ့ရမယ်ဆိုရင်ဖမ်းယူနည်းတွေကိုသိထားမှပဲမွေခွင်းစုကို ပိုင်ဆိုင်နိုင်ပါတယ်။အဲ့ဒီအတွက်မွေခွင်းစုအရှင်ဖန်းကြီးကိုလက်လန်းမိတလို့တင်ပြပေးပါမယ်။မွေခွင်းစုကအသေးနဲ့အရှင်ဆိုပြီးနှမျိုးရှိပါတယ်။ မွေခွင်းစုအရှင်ကကြောက်ဖြစ်ရုပ်တွင်အဖြစ်တည်ရှိပြီးတော့မွေခွင်းစုအရှင်ကိုလက်တလောဖမ်းမိထားမယ်ဆိုရင်မွေအသေးခွင်းတစ်ခုလိုပဲဖြစ်နေပါတယ်အဲ့ဒီအတွက်မွေခွင်းစုအရှင်ဖမ်းမိကိုပေါ်ပြလိုပါတယ်မွေခွင်းစုအရှင်ကိုအမတ်မထင်တွေးမြင်ရမယ်ဆိုရင်ဝါတုတ်ချောင်းကိုကြက်ချေကပ်ပုံစံပြုလုပ်ပြီးမွေခွင်းစုရဲ့အလယ်မှာရိုက်ပါဝါတုတ်ကြက်ချေကပ်ကမွေခွင်းစုအရွယ်ထက်ကြီးရပါမယ်အဲ့ဒီအခါမှာမွေခွင်းစုကိုရယူနိုင်ပါတယ် မွေကွင်းစိုးကသူ့ရဲ့အမီးကိုစိတ်ကြိုက်မျိုးပြီးတဲ့အခါမကြခင်မိုးကြိုးပစ်တလို့အော်ဆန်ကြီးထွက်ပေါ်လာပြီးမွေကွင်းစိုးကထပြန်တက်ပြီးပျောက်ကွယ်သွားတတ်ပါတယ်။မိမိကမိုးကြိုးပစ်တလို့အော်ဆန်မထွက်ခင်အဲ့ဒီမွေကွင်းစိုးကိုလက်ဦးစွာဝါးတုံးနဲ့ချက်ချေခတ်ပြီးမြေကြီးထဲရိုက်သွင်းနိုင်ဖို့လိုအပ်ပါတယ်။ဆိုလိုတာကတော့ထပြန်တက်တဲ့မွေကွင်းစိုးကိုထမပြန်နိုင်အောင်လုပ်နိုင်မယ်ဆိုရင်တိတ်တိဝင်မွေကွင်းစိုးကိုပိုင်ဆိုင်ခွင့်ရမှာပေးကြပါတယ်။တချို့ကတော့မွေကွင်းစိုးအလဲအထဲကို တန်ထဲပစ္စည်းတစ်ခုခုကိုထည့်ထားပြီးတိတ်တိတ်တင်ယူကြတာလည်းရှိပါတယ်။ဝေခွင်းစိုးကိုအချိန်မီမဖမ်းနိုင်ရင်အဲ့ဒီနီးလဲအသုံးဝင်တယ်လို့လောဂီစာပေကဆိုပါတယ်။ဝေခွင်းစိုးထားပြန်တဲ့အခါမိုးကြိုးပြစ်တံလို့အော်တံနဲ့အလင်းရောက်ကြောင့်မိုးခွင်းစိုးရဲ့အထဲကတန်ထဲအတွင်းကိုတိတ်တိတ်ဝင်ရောက်ပြီးအစွမ်းတစ်ခုကြံရှိနေတတ်တယ်လို့ဆိုပါတယ်။အဲ့လိုမွေခွင်းစွန့်ပိုင်ဆိုင်တဲ့သူဟာကံငါးပါးကိုမဆောက်ထိန်ကြပါဘူး။ဒါကြောင့်အပယ်ငရဲကိုလားနိုင်ပါတယ်။အကြောင်းကတော့ ငွေကွင်းဆွဲအစွမ်းနဲ့သူတစ်ပါးရဲ့သားမျိုးသမီးမျိုးကိုပြစ်မှားနိုင်ခြင်းသို့မဟုတ်ဘီယာတိတ်တိပြီးခြင်းနဲ့စောရကိုပြောက်တခုလုံနိုင်တဲ့အတွက်ငွေကွင်းဆွဲအကြောင်းကိုသိထားသူများကလိုချင်ကြပါတယ်။ငွေကွင်းဆွဲတွေကအကြောင်းမဲ့ဖြစ်ပေါ်လာခဲ့ခြင်းမဟုတ်ပါဘူး။လောဂီစာပေကတော့ငွေကွင်းဆွဲကငွေထုံကူးခြင်းဖြစ်တယ်လို့ဆိုပါတယ်။ငွေဒီကောင်ကသူ့ရဲ့အမီးကိုပြန်မျိုးပြီးထုံကူးလို့အောင်မြင်သွားမယ်ဆိုရင်တကူစွမ်းရှိသောမွေသို့မဟုတ်နတ်မွေဖြစ်သွားတတ်ပါတယ်။ ။ငွေကွင်းစုကတကောင်တည်းမြူတာရှိသလိုနှစ်ကောင်မြူတာလည်းရှိပါတယ်။အတီးနဲ့အမနှစ်ကောင်မြူထားတဲ့ငွေကွင်းစုကပူစွမ်းကြောင်းလည်းသိရပါတယ်။အလွန်ကံကောင်းသူရထိုက်သူတွေသာပိုင်ဆိုင်ခွင့်ရှိပါတယ်။ရခဲလာတဲ့ဂမ်ဘီယာပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။အနောက်တိုင်းဈေးသိပ်ပံပညာရှင်တွေကတော့ငွေကွင်းစုချင်းကငွေတချို့ကစိတ်ကြယောဂဖြစ်ပြီးသူ့ကိုယ်သူပြန်မြူတတ်ကြတယ်လို့သုံးသပ်ခဲ့ကြသလိုလက်တွေ့မှာလည်းငွေကွင်းစုတချို့ကိုကယ်တင်ခဲ့ရတဲ့တာရကဖြစ်ရတယ်လည်းရှိခဲ့မှုပါတယ်။ မွေတွေကသူ့ကိုယ်သူပြန်မျိုးပြီးတေချောင်းကြံစီတက်တယ်လို့လည်းသုံးသပ်ရင်ရနိုင်ပါတယ်။မွေဝင်းစုပ်ကိုတောတောင်တွေအထက်မှာတွေးမြင်ရပါတယ်။တရားရှာဖွေနေတဲ့သူတော်ကောင်းတွေကမွေဝင်းစုပ်ကိုမျက်မြင်တွေ့ရပေမဲ့လည်းဘေးမဲ့ပေးထားကြပါတယ်။အစင်းနေတဲ့မွေဘွားကနေအစင်းမြင့်တဲ့နတ်မွေဘွားကိုကူးပြောင်းဖို့အတွက်လှုပ်ဆောင်နေတဲ့အတွက်ကြောင့်မွေဝင်းစုပ်ကိုတားဆီးတဲ့သူဟာအကုသို့ဖြစ်နိုင်တဲ့အတွက်သူတော်ကောင်းတွေကတော့မွေဝင်းစုပ်ကိုလက်ဆောင်ကြပါတယ်။လောကီပညာကိုလေ့လာလိုက်စားတတ်တဲ့သူတွေအဖို့ကတော့ဝေကွင်းစုတ်က မမောစရာပစ္စည်းတခုလိုပဲဒီရှိနေပါတော့တယ်။